တနာပါလေဖေးကြီးရယ်သူ့နမောက်ပတ်သက်လာပေးရှာတာတော့အော်အဲ့ဒါနဲ့ပဲကျေးဥကသွားယူသွားလာမဲယူရဲမှာတော့ကျုပ်တို့ကြောက်တာနဲ့ကိုမီယူရဲကျုပ်တို့ပြန်စင်းစားနေတာသူတို့မောင်နှမလေးကြည့်ပြီးတနာပါလေပြန်ခေါ်ထားရင်ကောင်းမလားလို့ပါနော်ဖေးအေးမင်းတို့မိမရယ်အဲ့ဒါခက်တာပဲဟာတစ်ဖက်ကနည်းနည်းလေးကောင်းပြရတယ်တင်းထားတဲ့အကုန်လျှော့ကြကုန်ရောဒီမှာမင်းတို့လူကောင်းပြရတယ်ခွေးပြီးကောက်ကြောက်စော့အဲ့ရခွေးပြီးကောက်ကသေတောင်ဖြောက်မယ်ကောင်မဟုတ်ဘူးနည်းနည်းပါစောင့်ကြည့်ပါဦးဟာ မရွှေမီဒီတကရေကုန်ကြီး600ကျော်တယ်များလားကြီးလားဟောကုန်ကြီးဆိုင်ရဲ့ကျမတို့ကပွဲစားရည်ဆိုတော့အာပေါအောင် ပြောဆိုပြီးရှားဝယ်ထားရတာဒါလည်းသားလေးရွှေမောင်အတွက်စူးစမ်းနေရတာပါဟိုပါကြီးရဟိုပါကြီးကောင်းပါလေကောင်းပါလေအော်ဒါနဲ့ပြောအောင်မယ်ဟိုဒီတစ်ခေါက်သမီးလေးចောင်းပိတ်လို့ပြန်လာရင်လေဟိုသားလေးနဲ့အမြန်ဆုံးလက်ထပ်ပေးလိုက်ရင်ကောင်းမလားလို့ ။တမီးလေးဆန္ဒလေးမေးကြည့်ရသေးဘူးညာတိတ်တော့လောလောလောမလုပ်ပါနဲ့။ကိုငွေဆန်ရဲ့အတွင်းဒီအစင်းဒီတွေပဲဟိုမြ мян ပေးစားလိုက်တော့လေမြ мян စိတ်အေးရအောင်ပေါ့။ဟိုကျမမှရှိတယ်ပိုင်ဆိုင်မှုနဲ့အကုန်တင်တောင်းပါပါ။အော်ဥိဟဲ့အော်ဒီနေ့ကုံစင်းလေးပါ။ဘောအေးကနေကြောင်းလေးပြခဏနေရင် မတ်ရွှေမီတို့ကုံတွေဝင်လာလိမ့်မယ်ဟုတ်ကဲ့အဲ့တော့မင်းတေးချာစစ်ဆေးပြီးတော့ချိန်တွေ့ထားလိုက်နော်ဟုတ်ကဲ့ပါဘူးဟုတ်အေးစိတ်ချမယ်နော်ဟုတ်ဟုတ်ကဲ့ပါဘူးကုံဝေဆန်းတမိဒီတစ်ခေါက်မျိုးဝပြန်လာရင်မတ်ရွှေမီပြောသလိုမင်္ဂလာကိစ္စကိုအများဆုံးစီစဉ်ချရအောင်တမိတဘောကိုမေးပြီးတော့မင်းတို့ကောင်းတယ်လို့လာလွတ်ကြတော့နော်ကျေးဇူးတင်ပါတယ်ကုံဝေဆန်းရေ တော့ဗျာဒီဒါပါလို့လားရှင်းမှန်းလားအဲ့ဒါကြုတ်လို့ပါဗျာဟာဟဲ့အောင်မင်းလှုပ်တယ်ငါလှုပ်တယ်လာလှုပ်မယ်ငါစေတနာနဲ့လှုပ်ပြီမင်းလှုပ်ချင်တယ်ဆိုရင်ကိုယ်နေဝိုင်းထမ်းပြလိုက်ကွာဒီမှာဒီမှာကျုပ်ကဒီမှာဆင်းမဖို့နဲ့ဦးကြီးခိုင်းတဲ့လှုပ်တွေလှုပ်ဖို့ပဲဗျာကျန်တာတွေမပေါ့ဘူးဒီမှာရမင်းကဟော်ဒီရပွဲယုံရဲ့စရေးဆိုပြီးတော့မန်တက်နောက်တစ်ချိန်ကျရင်ငါဆိုတဲ့ကောင်ဟော်ဒီပွဲယုံရဲ့ ောင်းရှင်ဖြစ်လာမှာပေါ့အဲ့ခါကျမှမင်းငါခိုင်းတာလုပ်ဖို့ကပြင်ထားတော့အဲ့အချိန်တုန်းကပြောပြပေးဟဲ့ဟဲ့မင်းငါကိုကိုထိလဲရောက်လှုပ်เสียအကြောင်းမရှိဘူးနော်ဟဲ့မင်းပြောတဲ့ဒီကပိုင်ရှင်ဖြစ်တဲ့တနေ့ကျမှမင်းအဲ့လိုမျိုးငါ့ကိုပြော နောက်တစ်ခါမင်းကကိုထီးလေးရောက်ဆော်ကားလို့မင်းမလွယ်ဘူးတော့ငမောင်းရအောင်မအောင်မမဘာငမောင်းလဲငါသားမတဲမဲ့ရှိရင်ရွှင်ပေါင်းရွှင်ပေါင်းခေါ်စဲရွှင်ပေါင်းလို့ဟဲ့ငါပြောတယ်လေခေါ်လို့ကဲမရွှေမီခဏလေးနော်ဘာဖြစ်တယ်ဆိုတာကိုကြုံမေးပေးရစီကိုငါတော့ဘာဖြစ်ကြတာဒီလိုပါဦးဟိုကျုပ်စင်းနေကိုကျုပ်ပါသာကျုပ်လုံမယ်လို့ပြောတာကိုအဲ့ဒါ तू ကကျုပ်ကိုကိုထီးလေးရောက်ဆော်ကားလို့ပါဝေးကျွန်တော်စီစဉ်နာနဲ့ဝိုင်းကူလုပ်ပေးတာပါလေ ကဲပါကွာမင်းတို့ကတယောက်နဲ့တယောက်စေတနာတွေလွန်ကဲပြီးတော့ဖြစ်ကြတာအဲ့တော့ဟိုဟိုကြားရရနေဥရပဲတောင်းပန်ပါတယ်เนาะကျေနပ်ပါကွာเนาะအဲ့တော့မင်းလည်းဟိုတနေရာမှာလို့စရာကြီးတော့လို့တော့တော့ခတော့တော့ကိုငွေဆိုင်ရဲ့ဘလို့လူမျိုးအများလို့မခံထားရယ်ရိုင်းလိုက်တာမရှိမိငါတောင်းရလေကိုတိလေးရောက်စော်ကားခံလိုက်ရတာကိုသူလည်းယောက်ျားပဲဗျာအဲ့တော့ပြန်ပြောမိမှာပေါ့ ကဲရွှေမောင်ဥကြီးရပဲကြားရရတောင်းပါနဲ့နော်မင်းတို့တာမီးနေအောင်လုံးရှင်းနေကြပါတော့ဟုတ်ပလားဟုတ်ပါတယ်ကိုလေးကျွန်တော်ဘလုံးမသဘောမထားပါဘူးဟုတ်ပါပြီဟုတ်ပါပြီယေစုတက်ပါတယ်ကဲကျမတို့ပြန်ခွင့်ပြုပါအောင်ကြောက်ညာတော့လားမင်းပြောပုံရဆိုလို့ရှိရင်ဒီကောင်ငမောင်းကကျူတင်ပြီးတော့နန်းနေတာပဲကွာဒါတက်တက်ကိုပညာပြတယ်ဒီကောင်ဘာအောင်မလို့မင်းကနေခံနေရဟမ်ဟုတ်ပါလား မင်းအရင်တော့ဒီလောက်တန်းကြီးမခံရတော့ဘူးမင်းဒီလောက်တန်းကြီးခံတာငါတော်အံ့ဩတယ်ဟာငါလည်းပဲတိခံနေမှမလဲကွာဒါပေမဲ့တစ်ချိန်ညရင်ဥရိရဲ့မိသားစုဝင် ဖြစ်လာမှာဆိုတော့ငါတိခံပေးရတာဗောပြီးတော့ငါဘောကတစ်စီချိုးပြောင်းလဲနေတဲ့အချိန်မှာဆရာတော်ဖခင်နဲ့ဗမီးရဲ့ဆုံးမစကားကြီးကငါကောင်းထဲမှာရှိရည်နောက်ထပ်လည်းငါကြောင့်သူတို့မျက်နှာမပြည့်စေချင်တော့ဘူးကွာအဲ့ဒါကြောင့်မလို့တိခံတဲ့လောက်တိခံလိုက်တာဗောကွာအဲ့ဒါအဲ့ဒါမင်းတို့ပြောင်းလဲနေပြီပဲကွာ မင်းလို့ပြောင်းလဲနိုင်ဖို့ငါလည်းကြိုးစားနေပြီอ่ะอืมမင်းရဲ့ပြောပြန်ပြီတက်တာဒီကောင်လေးပြောင်းလဲမယ်ပြောင်းလဲမယ်သာပြောတာတခါတခါအဲ့ရခိုးတော့တဲ့အကျင်ခုချိန်ကြီးကိုမပြောင်းသေးဘူးအမြဲတောင်းနေတဲ့ဆန်တခါလေးတောက်တာတော့မထူးဆန်းပါဘူးကွာဟုတ်တယ်မင်းတို့ရွာပြန်တဲ့ခါကျလို့ရှိရင်ဆရာတော်ဘုရားနဲ့အပမင်းပြောလိုက်ငါကျမ်းမာကြီးလဲကောင်းတယ်လို့ဘာမှစိတ်မပူနဲ့လို့အခုရွာထဲသွားပြီးလက်ဆောင်ပစ္စည်းလေးပဲငါထည့်ပေးတယ်ငါလိုက်ခဲ့ ဖေရချင်းငါတို့တာမီနေရောက်တော့ဘူးပဲရှင်မလေးပါလိမ့်မင်းသွားတည့်လိုက်ပါဟောနေစားစရာတောက်စရာလေးရှင်မင်းနဲ့ရှာဖွေပြီးတော့ယူလာခဲ့ပါနော်ဟုတ်ပါဟဲ့ငါတော့နေအလောက်လာတာနောက်ကျလာပြီလားဦးလေးကတော့ကျုပ်တို့မနက်၈နာရီညနေ၆နာရီအလောက်ချင်းတက်မှတ်ထားပြီ ဒီကြားထဲမှာတော့အလုပ်ကိစ္စအရေးကြီးရင်ကြီးတယ်လို့မျိုးတော့လုပ်ပေးရတာရှိပါတယ်ဟာမင်းတို့ကလုံသမားစိတ်ပဲမွေးနေတာပဲဟဲ့အဲ့လုံသားဆိုမင်းဘယ်တော့မှတိုးတက်မှာမဟုတ်နားလေလားဟုတ်သားပဲမင်းကသူများအိမ်မှာကန့်နေရတာလေနည်းနည်းပါးပါးလေးဝရိယစိုက်ပြီးတော့စူးစမ်းမှာပေါ့ဟုတ်ကဲ့ပါဟိုကျုပ်ကိုနေရာလေးချက်လောက်ရှေ့ပြီပေါ့ဟဲ့ငါဒီမှာထိုင်နေတာဖြစ်လို့လေဒီလိုပါဟိုဒီနေရာကဒီပွဲရုံကဆေးရေးထိုင်တာပါဟိုကျုပ်ကလည်းဆင်းရင်းလေးလှုပ်ဆက်ရှိလို့ပါ နင်စကားပြောတာဆင်ကျင်တော့နင်ထားရနေဆေးရသွားတဲ့ထမငါတို့တာမင်းတောင်မပါဘူးမေရလဲဗျာဟောဒီလိုကောင်းပြီးလူလိုပြောလို့လူလိုနားလဲတာမဟုတ်ဘူးဟဲ့ဟာဥကြီးကငါရဲ့ခင်လေးလေးအတွက်ရေးကြီးကိစ္စရှိလို့မြို့သွားကြတာအဲ့ဒါကြောင့်မို့ဟောဒီပွဲရုံငါတို့တာမင်းတောင်ကိုအက်ခဲတာပေါ့နားလဲတာဟဲ့ဟုတ်တယ်ငါတို့တာမင်းကိုအက်ခဲတာငါတို့အားရလာနေတာမဟုတ်ဘူးအခုနင်ကငါတို့လုံသမားဖြစ်သွားတယ် နားလည်လားဟုတ်ကဲ့ကျုံမသိလိုက်လို့ပါပဲအခုသိပြီမလားရိုးသေးသေးဆက်ဆံဟဲ့ရမင်းဒီရဲ့ဘိုင်းဝင်ထက်စရင်တွေကိုမောက်ပြတယ်ကွာပြလိုက်လေပါလေစရင်တွေသေးကြရလားမှန်ကန်ရအောင်ကြည့်သေးချာချာစစ်တော်တော်တော်မင်းသွားလို့ရရဲ့ ဲ့လို့ဆော့ဘယ်လိုလဲတတော်မှဒီခက်နေရရဲ့လားဒီလိုပါပဲသူတို့အကြောင်းသိနေတော့လိုက်ထိုက်ပေါ်ရုံနဲ့မိမိမြလည်းအဲ့လိုပဲမှာသွားတာသူတို့မရှိတဲ့ချိန်တော်ရွှေမီတို့နဲ့အစီအမြောင်နေပါတဲ့ရပါတယ်သူဆန်ဆန်ရဲမှာပေါ်ရုံနေရဲအဲ့ဒါပြောမနေပါနဲ့ကဲပါသူဆန်ရင်ပဲစားမနေသူထမင်းလည်းစားလိုက်ပြီရော့ညီတို့ထမင်းစားနိုင်တော့ကွာအဲ့ဆိုရင်ရွက်နုလည်းလှုပ်ရှားရဲသွားလို့လိုက်ရုံပဲမင်းတို့တငယ်ချင်း နေရထိုင်ရစားရတောက်ရအဆင်ပြေတယ်ကြလို့ဝမ်းသာပါတယ်မင်းတို့တငယ်ချင်းကဘယ်နေရာပဲရောက်ရောက် ဖြစ်မင်းတစ်ခုကအမြဲတမ်းပါနေတော့သူ့အတွက်စိတ်မကောင်းဖြစ်မိရတော့အပန်းပဲဟင်းဟုတ်တယ်လို့ပါမတော်ပါလို့လို့အမြဲတမ်းဖြစ်မင်းတစ်ခုကတော့ပါနေတာအဲ့ဘာဖြစ်လို့လဲဟုတ်လားအဲ့ဒါဘာဖြစ်တယ်လဲဆိုတာကိုတော့အတက်ပြောလို့တော့မရဘူးပေါ့ကွာ အတိတ်ကဝကြွေးကံကြွေးပါလာတယ်လို့ပဲဆိုရမှာပဲလူလေးငတောင်းဟာရှေ့ဘဝတွေတော့ဘသူစီရများဘလို့အပြစ်ကြွေးတွေယူခဲ့တယ်လဲမှမသိတာအဲဆိုကျုပ်တို့အခုလိုအစဉ်ပြေမှုတွေကြုံနေရတာအရင်ဘဝများသူများတွေကိုတခုလောက်ခဲ့လို့လားဗျာမမြင်ရတဲ့ကံကိုတော့ပုံချလို့တော့မရဘူးပေါ့ကွာအခုလက်ရှိဘဝမှာစိတ်ကောင်းကောင်းထားပြီးတော့ လုံလဝရိယညံလေးစိုက်ထုတ်ပြီးကြိုးကြိုးစားစားလုပ်မယ်ဆိုရင်ကံကောင်းလာမှာပေါ့ကံဆိုတာအလုတ်အလုတ်ကောင်းလို့ရှိရင်ကံကောင်းလာကြမှာပေါ့ကွာဟုတ်တယ်နော်ပါတေချာတွေးကြည့်ရင်လေလူတယောက်ရဲ့ကောင်းခြင်းဆိုးခြင်းတွေဟာကိုလုတ်တဲ့လုံရက်နဲ့စိတ်သက်ပုံမှာပဲမူတည်နေနော်ဟာငါတို့မင်းတို့လူတွေမတွေးတော့ဘူးရောက်ပါနော်မင်းတို့ကတော့လို့တော့ကြိုးစားသေးတာပဲကွာငါလည်းကြိုးစားမှာပေါ့ကွာကောင်းတယ် ူလေးတို့တွေဒီတိုင်းသာဆက်ကြိုးစားကြအခက်အခဲမှန်သမျှကိုကြော်ဖြတ်နိုင်တဲ့သူတွေဖြစ်လာမှာပါကွာနော်အညအရှိမကားရောက်နေလေဟုတ်ဒီထင်းချက်တောင်း90ပြည်ဟုတ်ပြီးတော့ဟိုဘက်ကူအောင်လည်းမှရှိတယ်ကျန်တဲ့ကားဖားလေအဲ့ဒါ90ပြည်နော်ပြီးလို့ရှိရင်ကိုပြောဟုတ်ပြီဟုတ်ကဲ့ဟုတ်ကဲ့တခြားလို့နော်ဟုတ်ကဲ့ဟုတ်ကဲ့ မစက်ဟိုဒီနေ့တညက်တောင်း50လောက်ရနိုင်မှာရနိုင်မှာပြီးတော့လေဒီရက်တော်တဲ့မှာတညက်များများထုံးနိုင်တော့လုပ်ပေးပါမြို့ကပွဲရုံနေရတော့ဆော့အော်ဒါကြာနေတယ်နော်ဟုတ်တယ်ပါအိုက်စားနေပြီလားထမင်းစားလို့ရပြီနော်ဒါလေးလက်စားတက်ပြီမှာပဲစားတော့မှာရွံ့ရွံ့အော်ညီတို့ကဟိုမင်းတို့ဘိုက်စားနေပြီဆိုစားနေတော့ငါလောက်ထားလိုက်မှာဟုတ်ပြီလားရပါတယ်ကွာကျွန်တော်စားလို့ထားပါမယ်ကွာစားနေစားနေလေဟော မင်းတို့ကလှုပ်လှုပ်ပြီးငါထိုင်စားနေလို့ပဲဖြစ်မလဲကွာကဲကဲအဲ့ဒါတူလှုပ်လှုပ်လိုက်မယ်ပြီးမှပဲတူစားကြတာဟုတ်ပြီလားကိုတောင်းလို့စိတ်တယ်မျိုးဟိုတောင်းကြီးမှာရှိရင်လေတိတ်ကောင်းပါပဲဗျာအိုက်တားမီပွဲအောင်ရောက်လာရင်လေကြက်ကျူကြီးကတော်တော်မေဘောကဲဖြစ်နေကြတာဗျာကဲပါအားလုံးတို့နာမီစားလိုက်ကြပေါ့အဲ့လိုလည်းနားလုံးမဖြစ်ဘူးရန်သူရဲ့ဒီရက်ပိုင်းတွေကကုံတွေကတားကြတာမိုးပွေရုံတောက်လျှောက်မာနေတာဟုတ်တယ်အဲ့မိုးပွေရုံကလေမမိုင်လဲနေရောမိုင်လဲအများကြီးမာတာဒါနဲ့အဲ့ဒီမိုးပွေရုံကဘယ်နှမ်းမှာရှိတာကရင်ကောင်မြောက်ရွာမှာရှိတာလေ ကန်ကြီးကိုမြရဟုတ်လားဟုတ်တယ်လေအော်တိုက်တိုက်ဆဆိုင်ကိုတော်လို့ရွာရွာလူကြီးသမီးနဲ့အเจ้าပါထားတဲ့ကိုမိုးအောင်ရဲ့ပွဲရုံလေး ပြန်လာပြီမောလာပြီလားမမောပါဘူးသူကြီးရေဟောဒါနဲ့အဲရပွဲကိုလုပ်တယ်ရောအဆင်ပြေရဲ့လားအော်အဖွေအကုန်လုံးအဆင်ပြေပါရဲ့မေးတာမေးရတာပါတွေးရလေးရလေအလုံးနဲ့ပတ်သက်လာရင်မျက်နှာလွှဲလို့ရတယ်ဆိုတာကိုကိုသိပါရဲ့ပြီးတော့အလုံးသမားတွေကလည်းတွေးရလေးကိုအလုံးတော်လို့ဆိုပြီးတော့ချီးကျူးနေကြတာနော်ဟုတ်ကိုရဲ့ဒီလုတ်တရားထွင်ငယ်ငယ်လေးတွေက အဖေကအကုန်လုံးတင်ပေးပြီးသားပေါ့တွေ့ငယ်တွေ့အထူးဆန်းမဟုတ်တော့ပါဘူးကိုရဲ့ဟုတ်ပါပြီဗျာဟုတ်ပါပြီအကိုဒါနဲ့တွေ့ငယ်အကိုတခုလောက်ပူဇော်ကြရရှိလို့ပူဇော်ကြဘာပူဇော်မှုလဲကိုပါဝယ်ပေးရမယ်အော်ဝယ်ခိုင်းမှုမဟုတ်ပါဘူးတွေ့ငယ်လေးဟိုရွာလဲမပြန်လာကြပြီဆိုတော့ရွာကိုလည်းအရန်လွန်းလို့ရွာတစ်ခေါက်လောက်ပြန်ကျင်တယ်ကိုရဲ့ကပိယလေးရောမလွမ်းဘူးလားဟာအကိုနော်မဟုတ်တာရှောက်ပြောမနေနဲ့ သူနဲ့တွေ့ရင်နေရဟိုးငငယ်လေးတွေကတငယ်ချင်းတွေဆိုတော့အကို့အစိုးရကပြောပြထားပြီးသားပဲလေဟုတ်ပါတယ်ကိုကချစ်လို့စားတာပါတွေ့ရင်လေကဲမျက်နှာရေးစုပုံထားတယ်ဒီပလေးလေးပါဦးတွေ့ပုံပါပဲအကို့ကမဟုတ်တိုင်းနဲ့လာပြီးစကနာထိုးနေအောင်ကိုကအတိတ်ပြင်မရှိတဲ့ဇာတ်လေးမပြောတော့ပါဘူးကွာအတိတ်ပြင်ရှိတဲ့ဇာတ်လေးပြောမယ်နော်ဒီတကောက်ပွဲတော်ဟာပစ္စည်းတွေမြို့ကိုတောက်ဖို့ရင်းနဲ့တွေ့ရလေးကိုရောတကားလေးလိုက်ပို့ပေးမယ်နော်အကိုတကယ်ပြောရအောင်နော်တကယ်ပြောတော့ဘောတယ်ဒီဝတ်တာလိုက်တာဒါဆိုအကိုရေမှုတော့ချို့လာ ထွင်းငယ်ကိုစားဖို့ထမင်းဝဲပြင်လာလိမ့်မယ်နော်။ကောင်းပါပြီဗျ။ကောင်းပါပြီဗျ။ပင်กว่าจ้าညထုံးတာငါနွားပဲနဲ့စားပါအဲ့အောင်မသိလားချစ်သူရီစာဘေးနာထားစကားပဲနဲ့ပြောပါမယ် ို့ရတယ်ဟာတခါလေးဝင်တိုင်းမိပါပြောလို့မဆုံးတော့ပြီးတော့ကိုတာမောင်ကလည်းအရင်လိုညှောက်မှုတော့ပါဘူးဟာဟုတ်အဲ့ဆိုဘူးဘာဖြစ်သွားလဲကိုရာပြောင်းစီပြောင်းစီနဲ့ဘာလဲစဉ်းစားနေရလဲ ေကန်နာရွာချစ်သူကြောင့်စေးစားနေရမလားဟာရွှေတော့လုတ်ပြီအမေအခုလို့ရှက်နေပုံထောက်ရင်တော့ရွာကြီးစားကြောင့်စေးစားနေရပဲဖြစ်မှာပါကဲပါငါထမင်းစားနေပြီထမင်းစားနေပြီလေဘသူကကြွေးမယ်လို့ပြောလို့တော့ရှောင်ပြေးဖို့မစင်းစားနဲ့နော်ချစ်သူရှိနေရမလားပြီးတော့အဲ့ချစ်သူကချောလိုက်ဟာပြေတနာပဲဒီเจ้าမှမပြောပြရင်လည်းငါထမင်းစားရတော့မဟုတ်ကဲကဲပြောပြမထိုင်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 အဲ့လိုလုပ်တယ်မလား ဟုတ်တယ်ဟေးခုနငါပြောနေတာသူ့သတိရနေတာသူနဲ့ကိုနေရဟိုးငငယ်လေးတည်းကတငယ်ချင်းဆိုတဲ့ချစ်ချင်းမေတ္တာတည်းပို့ခဲ့ပြီမဲ့ချစ်သူတွေတော့ဖြစ်ခဲ့ကြပါဘူးအခုလဲသူကအိမ်အောင်ကြာသွားပါပြီလေအော်ဖြစ်မှဖြစ်ရလေကိုရဲဟိုကိုတော်ရဲ့စိတ်ကောင်းစရာအကြောင်းတွေကိုရွေးလို့မီးမီးတို့ဖြစ်သွားရင်လည်းတူရဲကဲပါဟိုမနက်ကလေးကကုံကြီးအများကြီးပို့ထားရမလားပြင်းမန်းနေရောပေါ့ရွှဲနုပဲတမိချိုင်သွားပြင်လိုက်မယ်နော် ရွှန်းလို့မရှင်းတာလေးတခုရှိလို့မေးလို့ရတာ ਨੇ ရရလေမေးလေစိတ်မဆိုးအောင်နော်ဟောမဆိုးပါဘူးရွှန်းလို့မေးကိုတော့ကဘာသာကြားလိုက်ဟင်ဘာဘာဖြစ်လို့อืมသမင်းစားကန်နေရွတ်ဖတ်နေလို့လေအားကြောင့်ဒါကဒီလိုရှိတယ်ရွှန်းလို့ရတခြားဘာသာတွေကသူတို့သမင်းစားကန်နေကြရင်သူတို့ဖရာရဲ့ကျေးဇူးတော်အောက်မေ့တယ်လို့အကိုတို့ဗုဒ္ဓဘာသာတွေကလည်းအနန္တောအနန္တ၅ပါးနဲ့သမင်းရှင်တွေကိုမေတ္တာပို့ကြတယ်လေအဲ့တဘောပါအော် အဲ့ဆိုရင်အဲ့ဒါထမင်းစားခန့်ရိုင်းယူဖက်ကလာရင်အင်းအင်းဘုံကြောင်းသားဆိုတော့အမြဲတမ်းတော့လုံးဖြစ်တယ်ဒါပေမဲ့မိုက်တယ်ဆိုတဲ့အချိန်တွေတော့သတိမေးတော့ဖြစ်သွားတာမျိုးရှိတာပေါ့လေဟောဒါနဲ့ထမင်းစားရောမင်းရဲ့လားမင်းတာပေါ့ဗျာကျုပ်ကလေဘုံကြောင်းသားဆိုတော့ငငယ်လေးတည်းဟင်းမောင်းနဲ့စားလာတာအခုလိုမျိုးအင်းဟင်းအင်းထမင်းလေးကိုလက်ရကောင်းကောင်းလေးနဲ့စားတော့မင်းတဲ့ဗျာဟာရှာ ဟုတ်ဟောငရောငရောငရောတာရနေဟာအမေကိုရောင်းတော့ကတော့နော်တွဲဝိုက်တော့နီးနဲ့ရွံ့နူလာမြောင်နေပြန်ပြီတကယ်ပြောတာရွံ့နူရဲ့ဟဲငရောင်ဒီမယမင်းကဒီမလာပြီးတော့အလုတ်ချင်မှာတာရနေတော့ဟုတ်လားတာရမဟုတ်ပါဘူးကွာငါကတော့ထမင်းစားတာပါဘောဟုတ်တယ်အနောက်ကလေးကတစ်ချက်မှမနာဘဲနဲ့လှုပ်လှုပ်ခုမှသားဟဲဟဲဟဲနီးလို့မပြောဘူးဒီမယ အလုံသမားဆိုတာအချိန်ခါကိုကြည့်ပြီးအလုံလောက်ရတယ်ကွာနေရတဲ့ကဇင်ယူနေလို့မရဘူးကွာဘာမစရဲကွာဟဲ့မမတန်းလူနမင်းစားနေတာကွာမင်းတမင်းစားပြီးကြည့်ရဆိုရင်မင်းလူလုံးနားလည်းတင်တယ်ကွာမင်းတော့မရဲတဲ့ကောင်ပဲကွာဟဲ့ဟဲ့မင်းကဘာမို့လို့ငါတော့ဒီလိုလင်းတယ်ပြောရတာလေကျုပ်ကပါဇက်နဲ့ပဲပြောတာကတော့တာကျုပ်သားနေတဲ့သမီးမကောင်လက်နဲ့ပုတ်ထုတ်လိုက်တာမင်းဟုတ် ဒီကအလုံးချိန်မှာဒီမှာကူကက်နေလို့တာပြောတာမေးတာတော်ပြီတော်ပြီညမပြောနဲ့တော့ဗရာညနေကျရင်ကိုကိုဆန်နှုတ်နဲ့သူခင်းင်းနဲ့ပြန်လာကြမှာနော်အဲ့ဒါနေသွားကြရမယ်အစ်င်းင်းလောက်ထားဟမ်ခင်းင်းလို့ပြန်လာမှာဟုတ်တယ်အေးနေရာနဲ့သူတို့စောင်းကြတော့ကိုရီးယားနဲ့ချက်ပြုတ်ပြစင်တာသွားဟဲ့သွားလေလာနေလဲလာတော့လာတော့နော်ဟုတ်ဟဲ့ဟာလေ 新年旅游的，你刚作就是干这个的。青年旅，打打牌多久了？不了，哎，你闲着呢，这床上看呢。一又不在那打牌，骗不啦？你按那个一钱丑的上，三八米啊，奶奶，咱们现在话这个，让。 ာလိုက်တာ။အော်ဟိုဟိုပါငါတော့လာနေပြီ။ဦးတို့ရောက်လာကြပြန်။ကျုံတော့ကြတော့တောင်းမှမှာလည်းဦးရနော်အေးကွာကားလည်းအစိုးကြီးဆိုင်လာလို့ပါအော်အဲ့ဆိုပစ္စည်းတင်လိုက်မနှုံးလို့ နင်းနင်းပစ္စည်းရတော့မှတင်တမီးကိုလဲပေါ်အရင်တင်ဖို့လုပ်ပါဦးပြပြနောက်မှငါရှင်းပြအချောင်းဆုံးနောက်မှရှင်းပြမယ်လဲပေါ်တင်ဖို့အရင်လို့ဟောလို့လို့နောက်နောက်ပြပြမှာလောကစ်တော့ပါကွာအမနာနေလို့ ဟိုမှာခင်းင်းလို့ပြန်လာပြီအမေရောက်ငါမြင်ပါတယ်နေအိမ်ကြီးရဲ့နေစားမှာဒီမှာဒီပါဇက်သိမ့်မှာနေနော်နေရှာအနက်နေထွက်နေဦးမယ်ကဲလာလာလာဟုတ်ကဲ့ပါမေဒီနေ့ညမှာနေကြလို့လားမသိတော့ပိုချောပိုလာလာတယ်သိလားဟုတ်ကဲ့မေဟုတ်တယ် ောက်ပါဒီဘက်တော့ကြည့်နေတယ်ဟဲ့ဟဲ့အားမလို့မင်းမလို့တာပို့ချင်လို့ဒီလားအာမင်းပွေ့ရမလို့သူနေငါတို့ငါပွေ့မယ်ဟဲ့လေငါသရှိရစားမင်းဘာမှမကြည့်ဘူးနော်မင်းစားလေးခဏလေးနေနေဘတ်ချူလေးခဏလေးနေခဲရောဘာမှမကြည့်ဘူးဘယ်တော့လောက်ချက်ချက်လို့ ဖြစ်လာလဲသမီးလေးခင်လေးဘာဖြစ်လာလဲဘာဖြစ်လာလဲအားတိုက်ကားတိုက်ခံရတာဆိုတော့ဘာဖြစ်သွားသေးလဲကားတိုက်ခံရတဲ့တန်းကြောင့ ခစီယူကအာယုံညောထိပ်ပြီးအောက်ပိုင်းတည်သွားဟဲ့ဟဲ့ဆိုရင်တိုက်တဲ့ကာသမားကိုဖမ်းမိလားရော်ကြီးတွေဘာတွေရခဲ့လဲဟင်ကာသမားကတော့ထွက်ပြေးသွားတယ်ရော်ကြီးတွေလည်းမလူချင်ပါဘူးမွှေမီရဲ့အခုတော့သမီးလေးဘဝဟာဆုံးပြီထင်ပါတယ် အမေမြရဲ့အခုလိုအခြေအနေမျိုးမှာခင်းနေစိတ်မကောင်းတဲ့အခြေအနေကိုမပြောပါနဲ့ဗျာ။အော်ကျုပ်လိုလာချင်းခိုင်းတော့ကျုပ်ဘာမှအာမနာနဲ့သိလား။ဒါဆိုခင်းနေကအောက်ပိုင်းပြေးသွားတယ်ဆိုတော့တက်တက်လုံးလမ်းမလျှောက်နိုင်တော့ဘူးပေါ့နော်။ဆရာဝန်ကြီးတွေပြောစကားအရဆိုရင်တော့အခုသူတို့ပြေးလိုက်တဲ့အယုံကျော်စီတွေကိုမှန်မှန်တောက်ရမယ်။ ပြီးရင်လေ့ကျင့်ခန်းလုပ်ရမယ်အဲ့ဒါဆိုရင်တော့ပြန်ပြီးတော့ကောင်းလာစေအကြောင်းရှိတယ်တဲ့ဒါပေမဲ့လောလောဆယ်တော့သမီးလေးရဒီဝေဒနာကိုခံစားနေရအောင်မပေါ့ဟောကြားရတာစိတ်မကောင်းလိုက်တာရှင်ဟုတ်ခင်းနေလဲခီးပန်းလာတာဆိုတော့နားကျင်ရောပေါ့နားကျင်နားလीเนาะကျမတို့လည်းပြန်ခွင့်ပြုပါအောင် ဟဲ့တာဘာဖြစ်နေရလဲကိုပါကိုရိုက်လိုက်လင်းလိုက်နဲ့ဘာဖြစ်နေရလဲမေတော်တော့ခိုးရတခြားရှာရတခြားနဲ့ငွေရောက်ကြကြန်လို့ဖြစ်နေပြီအမေရဲ့ဘာဟုတ်လဲခင်းလေးလေးအခုလိုဖြစ်တာတကယ်လားမေအိမ်မလားတကယ်လားဒီအောင်မေတော့တစ်ချက်တော့ရိုက်ကြည့်တာမှငွေရဲ့ဟောဒုက္ခပါပဲတကယ်မလို့နေရောငါကိုတွေ့ခဲ့တာပေါ့ဘာလဲနေအဲ့တော့ကအမှုမပြေသေးဘူးလားဒါမှမဟုတ်အခုမူးနေတာလားအော်မေ တာတော့အဲ့ဒီဒုက္ခိရမကြီးကိုမြူချင်ဦးတော်မေတာအခုဘာလောမှာလဲအမေရဲ့တာစိတ်တွေလည်းရှုပ်နေပြီအမေရအမလီစိတ်ရှုပ်တာနင်းတယောက်တည်းမဟုတ်ဘူးငါပါစိတ်ရှုပ်နေတာငါတော့လေခင်းင်းလေးကြောင်းပေးလို့ပြန်လာရင်နင်းနဲ့လက်ထပ်ပေးဖို့လေခခရရနဲ့တောင်းပန်ထားတာဒါတော့သူတို့ကလေစစ်ဆက်ယုံမဲ့စစ်ဆက်ပေးဦးမယ်တဲ့အခုတော့ကြားလို့ပါကောင်းကြသေးရဲ့လားဒီပုံစံကြီးနဲ့အဲ့ဒါကြောင့်မို့သူကပြောတာပေါ့အမေရဲ့ ်အာသားတော့အဲ့ဒီဒုက္ခိတမာယိုလက်မတတ်ခြင်းဝင်မေယာဟဲ့ငါအနစ်နစ်လာလာကျန်စီတိုင်းအကျန်စီတွေတော့လေငါလက်ထဲရောက်ခံနေကြမှာတော့လက်လို့မခံနိုင်ဘူးတော့ငမောင်းအမေမေလက်လို့မခံကျင်တာလည်းပဲတာဒုက္ခမိပုံနဲ့ခုံစင်းရမှာလားအမေယာအော်ဒုက္ခပုံမဟုတ်ဘူးအဲ့ဒါဒုက္ခပုံဒုက္ခပုံမင်းနာခင်းင်းလေးကိုတဲကြီးခံပြီးလက်ထဲလိုက်လို့ရတော့လေမင်းဟောငါရောရွှေပုံပေါ်မှာဆန်ရမှာตายเอดิตะคาတော့เล็งมาไล่ป่ะอ่าอเมียแลตะตะลงไม้ลาบีมาတော့ตะไม่เล็งมาจินတော့อูเมีย ဟုတ်တော့ဒုက္ခပါပဲဘယ်လိုပြောပြောပြောလို့ကိုမရဘူးခင်ဗျာခင်မင်းစားလို့မရပဲနော်ဟွန်းငါမစားချင်ဘူးနည်းနည်းလေးဖြည်းဖြည်းစားလိုက်ပါဟာရင်ကြိုက်တဲ့ငါခုစီပြန်လေးချက်ထားရလေငါမစားချင်ပါဘူးဟာအင်းမအဆုံးငါပါလိုက်တော့နော်